ကကိုရောမကကိုရောဆိုပြီးအစွင်းကြီးစိတ်သွားစေချင်တယ်ဆိုရင်တော့ဒီလိုတိုင်းခွဲလေးတွေနဲ့ကျမတို့ကိုတမပေးပါနော်အားလုံးပဲမင်္ဂလာပါကကိုရောရင်ဒီကနေ့မှာတော့ကျမတို့မင်းကလေးတွေကိုတဆက်ဆက်ခါအောင်အယတာသေးသွားစေနိုင်တဲ့တိုင်းခွဲကြီး၃မျိုးအကြောင်းကိုကျမရေရှုတော်အရာတင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိအားပေးသွားကြပါအောင်နော်ကကိုရောအနေနဲ့ကျမတို့ကိုတမပေးတဲ့အခါတမရိုးကြနီလန်လေးတွေနဲ့မဟုတ်ပဲ အကွက်ဆန်းဆန်းလေးတွေနဲ့တမပေးတာမျိုးလေးလုပ်ပေးသင့်ပါတယ်နော်ဒီလိုမျိုးအကွက်ဆန်းဆန်းလေးတွေနဲ့တမပေးတာကကျမတို့မှလေခံစားမှုကောင်းသလိုကိုကိုရိုးပေါ်မှလေတမန်ထပ်ပူပြီးဆွေလန်းစေပါတယ်နော်ဒါကြောင့်ကိုကိုရိုးမှကိုကိုရိုးဆိုပြီးတန်တန်ဆွေသွားအောင်ဘလိုတိုင်းခွက်လေးတွေနဲ့တမပေးသင့်လဲဆိုတော့ကိုဒီဗီဒီယိုလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်နံပါတ်၁အနေနဲ့မတ်တပ်ပခုံးဆွေတိုင်းခွက်ဟုတ်ကဲ့ပါကိုကိုရိုးရေဒီပုံစံလေးကတော့အရန်ကုန်မှမိုက်ပါတယ်နော် ကောင်မလေးတွေအတွက်လည်းခံစားမှုကောင်းကောင်းရရှိပြီးကိုကိုတို့အတွက်လည်းဖုတ်ဖုတ်ကြီးရဲ့အရာပါကိုထိထိမိမိခံစားရမှာဖြစ်ပါတယ်နော်ကိုကိုတို့ကရက်လျက်အနေထားနဲ့ယောဂီလေးရဲ့အနာဂတ်နေချစ်တည်ရောမဲ့တိုင်ွက်လေးပါပဲအရင်ဆုံးသူမကိုခါလေးအနေငယ်အရှိကိုဂိုင်းခိုင်းထားပါနော် ပြီးတော့ကြိုင်အောက်ကနေကုကုရိုးရဲ့လက်ကိုရှူသွင်းပြီးပခုံးလေးကိုပြန်ဆွဲထားရမှာပဲဖြစ်ပါတယ်။အနောက်ကနေတမပီရတဲ့ပုံစံဖြစ်တာကြောင့်လေခိုဟာဖုတ်ကြီးရဲ့အတွင်းပိုင်းထီးကိုပုံမူနှက်ဆိုင်စွာဝင်ရောက်နိုင်ပြီးတော့အထွတ်အထိပ်ခံစားချက်ကိုအပြေအဝါပေးစွမ်းနိုင်မှာဖြစ်ပါတယ်နော်။နံပါတ်2အနေနဲ့ထိုင်လက်ကကြေတိုင်ကွက် ဟုတ်ကဲ့ပါရှင်ဒီတိုင်းကွက်ကတော့ကိုကိုရိုးအနေနဲ့တရောင်နဲ့တရောင်မိနစ်ရှင်းဆိုင်ပြီးခြိုင်လျက်နေထားတဲ့သူမကိုတမားရမှာပဲဖြစ်ပါတယ်နော်မျက်နှာရှင်းဆိုင်ပြီးတော့ပွေဖက်ထားရတဲ့ပုံစံဖြစ်တာကြောင့်နှုတ်ဦးသားနီနီကကဲရှိစေပြီးတော့ရင်ခေါင်စိတ်လှုပ်ရှားဖွယ်ပူကောင်းပါတယ်နော်ပြီးရင်တော့ခြိုင်လျက်အနေထားနဲ့လှုပ်ရှားရတာကြောင့်ဟိုဟာစစ်စစ်လေးကိုပုံမလှုပ်စော်ပေးနိုင်တဲ့အတွက်ကိုကိုရိုးမကိုကိုရိုးဖြစ်သွားမှအသေးအချာပါပဲနော် နံပါတ်3အနေနဲ့နောက်ပြန်မြင်စီတိုင်ကွက်ဒါကတော့ကောင်မလေးကိုအပေါ်ကနေဥဆောင်ခိုင်းရမယ်မဟာတိုင်ကွက်ကြီးပဲဖြစ်ပါတယ်ရှင်။ပုံမှန်မြင်စီတိုင်ကွက်နဲ့မတူဘဲနဲ့သူမကိုအနောက်ပြန်အနေထားထိုင်ခိုင်းပြီးတော့တမပေးရမှာပါနော်။အတီကအဖြစ် ချစ်သူကောင်မလေးကို အပေါ်ကနေဥဆောင်ခံရမှာဖြစ်ပါတယ်။ဒါကြောင့်လေသူမအနေနဲ့အချိန်နဲ့လှူရှာမှုတွေအလုံးကိုသူမစိတ်ကြိုက်ထိန်ချုံးကန်တွေခွင်ပေးရမှာဖြစ်ပြီးတော့ကောင်းမွန်တဲ့အထီးသွေးလှူရှာမှုနဲ့အထွတ်အထိပ်ခံစားချက်ကိုသူမအနေနဲ့တေချာပေါရောက်ရှိအောင်ကိုယ်တိုင်ချိန်ညီကစားသွားနိုင်မှာပဲဖြစ်ပါတယ်နော်။အခုတင်ဆက်ပေးတာကတော့ကိုမကူဆိုပြီးတန်တန်ဆွေးဖြစ်ချင်နေတဲ့ကိုကိုတို့အတွက်ကျမတို့ကိုအဆွေကြီးဆွေးသွားစေနိုင်တဲ့အတိုင်းကွက်လေးတွေအကြောင်းပဲဖြစ်ပါတယ်နော် ကျမကြီးနဲ့တက်ဆိုင်တဲ့အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးမှဖြစ်တာကြောင့်လေ subscribe လေးတွေလုပ်ပြီးအားပေးသွားကြပါအောင်နော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်